အားလုံးမင်္ဂလာပါမနေ့အစောကြီးအိမ်ကနေထွက်လာတာကကြတော့ဂျင်မာတောင်ကနေတာကာဝတောင်ကို သွားတက်မလို့ပါတောင်မတက်ဖြစ်တာလဲ၃လကျော်လောက်ရှိနေပါပြီအေးစစ်စစ်တောင်တက်ချင်တာကြောင့်မလို့မနေ့အစောကြီးထွက်လာတာပါ9:23ယထာနဲ့တာကာဝဘူတာကိုသွားပါမယ်ခုနကခုနမိနစ်မှာတာကာအိုဘူရာကိုရောက်ပါတယ်တာကာအိုဘူရာကိုတော့ဒါပထမဆုံးရောက်တာပါ ဒီချိန်ကတည့်ရက်တွေအယောင် ပြောင်းနေတာကြောင့်မလို့ပဲနေရာဖြစ်ဖြစ်အရန်ကိုလာနေပါတယ်။အရင်ဆုံး family မှတ်သွားပြီးတော့မှပဲ coffee ကိုဝယ်ခဲ့ပါတယ်။အချိန်နဲ့နဲ့ရတဲ့အတွက်ကြောင့်မလို့မနှက်စာကိုတော့ဘတ်စကာမတိုင်မှာပဲစားမယ်လို့လုပ်ထားပါတယ်ဘတ်စကာစီမင်းနေရာကြတော့တာကာကိုဘူတာမြောက်ဖက်အပေါက်ကနံပါတ်1မှာပါ မနက်အစောကြီးကိုပဲတန်းစီနေကြပါတယ်မနက်စာတော့ဒီဘတ်ကားစောင့်နေရင်းနဲ့ပဲမြ мян လေးစားလိုက်ပါတယ်ဘတ်ကားကတော့9နာရီခွဲလောက်မှထွက်ပါတယ်ဒီနေ့ကတော့လူအရန်များတဲ့အတွက်ကြောင့်မလို့ဘတ်ကားမှလည်းလူတွေအပြည့်ပါပဲဘတ်ကားစီလာပြီးတော့မှပဲ7နာရီလောက်မှတော့တောင်တက်မဲ့နေရာရဲ့ဘတ်ကားမတိုင်ကို ရောက်လာပါပြီဒီနေရာမှာမနက်စာစားတဲ့လူလည်းရှိပါတယ် ဒီမှာအိနာရှိတဲ့အတွက်ကြောင့်မလို့တောင်မတက်ခင်မှာအိနာကိုကျူသွားတာတာကောင်းပါတယ်ကျွန်တော်ကတော့၈နိုင်၅မိနစ်လောက်မှာတော့စပြီးတော့ထွက်လာခဲ့ပါပြီတောင်စားတက်မနေရကိုသွားဖို့အတွက်ဆိုလို့ရှိရင်ဒီကာလမကြီးကိုဖျက်ရပါတယ်ဒီနေ့ရ3ရက်စတိုက်ပိတ်တဲ့နေ့ဖြစ်တာကြောင့်မလို့တောင်တက်မဲ့လူတွေကလည်းများပါတယ်။တောင်စားတက်မဲ့ဝင်ပေါက်ကို ရောက်ပါပြီ။ဒီကနေ့တောင်စားတက်ရမှာပါ။ တောင်တက်တဲ့လူတွေရှိနေလို့နည်းနည်းတော့စိတ်အေးရပါတယ်တယောက်တည်းဆိုလို့ရှိရင်တော့တက်ရမှာခက်လန်းလန်းဖြစ်တာပေါ့နော်အစပိုင်းကတော့ပြ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 နဲ့တက်ရတာအဆင်ပြေပါတယ်တပြေးပြေးနဲ့အတက်လန်းနေရာဆက်တိုက်ကိုများလာပါတယ်ဒီမှာတွေ့ရတိုင်းမှာပဲအောက်ကနေတက်လာတဲ့လူတွေရောအပေါ်မှာတက်နေလူတွေရောလုံးဝကိုပဲအသက်တည်ပြီးအများကြီးပါပဲ။ ဒီလိုတစ်ပင်တွေကိုကြည့်နေရင်လည်းတောင်တက်ရတာကလည်းတကယ်ကိုစိတ်ချမ်းသာစရာကောင်းပါတယ်။ဒါပေမဲ့လည်းအသက်ကြီးပဲဆက်တိုက်ဆိုလို့ရှိရင်တော့တော်တော်ကြီးကိုပြန်မှန်းပါတယ်။ဒီလိုတစ်ပင်ကြီးတွေကိုဖျက်ချော်ပြီးလို့ရှိရင်တော့တည့်ရက်တွေအယောင်ပြောင်းနေတာတွေလည်းစပြီးတော့မှမြင်တွေ့နေရပါပြီ။ အဝါတွေအစိမ်းတွေအနီလေးတွေပေါ့နော်အဲရန်ကိုပဲလပနေပါပဲဒီလိုရှုရင်လေးနဲ့တက်ရတာကရန်ကိုပဲစိတ်ချမ်းသာစရာကောင်းပါတယ်တရွတ်တရလည်းအောက်မှာကျွေနေပါတယ်နောက်ထပ်ဒီလိုတစ်ပင်ကြီးတွေဈာထဲမှာလည်းပြန်ပြီးတက်ရပါတယ်အဲတစ်ပင်တွေဈာထဲမှာတက်နေရင်းနဲ့ပဲနေထိုးတဲ့ဟာလေးနဲ့ဆိုလို့ရှိရင်တော့အရန်ကိုပဲဒါလပပါပါတယ် တန့်ရင်တန့်ရင်နဲ့ပူလာတဲ့တော့ကြောင့်မလို့အနှွေးထဲကိုလည်းချွတ်လိုက်ရပါပြီ။စက်တလပိုင်းအကုံဆိုတော့ယာရီဥလိုကတော့စပြီးတော့မှပဲအေးလာပါပြီ။ဒါပေမဲ့လည်းတောင်တက်တဲ့အတွက်ကြောင့်မလို့ခြေတောင်ထွက်ပါတယ်။ဒီရဲ့လမ်းဆုံနေရာလေးလည်းတော်တော်လေးကိုလာပါတယ်။ဆောင်းယာရီတောင်တက်မယ်ဆိုလို့ရှိရင်တော့တီးရွက်လေးတွေအယောင်ပေါင်းစုံနဲ့လပနေတဲ့ရှုခင်းတွေကိုတင်းမြရမှာဖြစ်ပါတယ်။ ရာဒီဥတို့ကောင်းတဲ့ဆိုလို့ရှိရင်လည်းကောင်းကင်ပြာကြီးနဲ့တွေ့မြင်ရမှာပါအလုံးနဲ့ရှုခင်လေးတွေကြည့်ရင်နဲ့ဓာတ်ပုံလေးတွေရရင်နဲ့အပေါ်ကိုဆက်တက်လာပါတယ်ဒီလိုရှုခင်လေးတွေနဲ့တောင်းတက်ရတာကလည်းတတော်လေးကိုစိတ်ချမ်းသာစရာကောင်းပါတယ်တဖြည်းဖြည်းနဲ့တက်လာနေရင်လည်းတောင်းထိတ်ကို မြင်နေရပါပြီ ၈နိုင်လောက်ကနေစတက်လာတာ9နိုင်7မိနစ်လောက်မှာတော့ဂျင်မာတောင်ကိုရောက်လာပါပြီ။ခမန်းကြီးတနိုင်လောက်တောင်တက်တာနဲ့တောင်ထိပ်ကို ရောက်လာပါတယ်။တောင်ထိပ်ကအဖြူရောင်မြင်းရုပ်ရှိတဲ့နေရာကိုတွားနေပါပြီ။ဟုတ်ကဲ့ပါဒါတော့ဂျင်မာတောင်ထိပ်ကို ရောက်ပါပြီ။တောင်ထိပ်မှာလည်းလူတွေကအများကြီးကို ရောက်နေကြပါတယ်။ ကျွန်တော်သွားတဲ့အချိန်ကတော့နည်းနည်းလေးမိုးအုံတဲ့အတွက်ကြောင့်မလို့တိတ်လေးထူနေတယ်ဒါပေမဲ့လည်းရှူရင်ကတော့အရန်ကိုမိုက်ပါတယ်ဒီကနေကြည့်လိုက်တဲ့အခါမှာတော့ဝေါးရှူကင်းလေးတွေကအရန်ကိုမိုက်ပါတယ်ဒီဘက်ကနေပြန်ကြည့်ပါအောင်ဒီဘက်မှာလည်း AC အားလုံးထိုင်နေကြရတယ်စားနေကြရတယ်။အိုးရှူရင်ကလည်းအရန်ကိုမိုက်ပါတယ်။ဒါဆိုလို့ရှိရင်ဒီဘက်ကိုလည်းတွားကြည့်ကြည့်ပါမယ်။ ဒီဘက်မှာလည်းဂျင်မဆန်ဆိုတဲ့စိုက်ဖို့ရှိပါတယ်ဒီနေရာလည်းတော်တော်ကြီးကိုကျေပါတယ်ဒီရမျက်ခင်းမှာထိုင်ပြီးတော့ဘောနော်ရှူရင်လေးကိုကြည့်ရင်လည်းပဲမှာအစာတောက်တွေစားနေကြပါတယ်အရန်ကိုမိုက်ပါတယ်ဒီနေရာလည်းကျွန်တော်လည်းတခုခုစားချင်လာတာနဲ့ဒီမှာပဲဝယ်စားလိုက်ပါတယ်ဘာစားခဲ့လဲဆိုလို့ရှိရင်တော့နာမည်ကိုမီဆိုဟင်းရီကိုမာခဲ့ပါတယ် ကဲရှုခင်းလေးကိုကြည်နေရင်လည်းမီဆိုဟိဘူပူလေးကိုတောက်ရတာတော့လုံးဝရှယ်ပါပဲဖူဂျီတောင်လည်းမြင်နေရပါပြီဒါမဲ့ထိပ်ပိုင်းလေးပဲပေါ့နော်အဲနောက်တနေရာရှိသေးတယ်နောက်တနေရာရဲ့ရှီမီဇုခြားရဆိုတဲ့နေရာလည်းရှုခင်းတော်တော်ကောင်းပါတယ်ကျွန်တော်ကတော့မသွားခဲ့လိုက်ဘူးပေါ့နော်အဲ့အနေကလည်းဖူဂျီတောင်ကိုမြင်ရတယ်ဟုတ်ကဲ့ပါနော်ဒီဟာလေးပါโอเคခဏအနေနဲ့ထပ်စားလို့ရှိရင်ဒီနေရာကတော့ပို့ပြီးတော့ မြင်ရမှာပေါ့နော်ခနာကမိုးအုပ်နေပြီပဲလည်းပဲတဖြည်းဖြည်းနဲ့နေရတာလာပါတယ်9:50နာရီလောက်မှာတော့ဂျင်မာတောင်ကနေပြီးတော့ပဲဆင်းလာပါပြီโอเคဒါကတော့ကျွန်တော်နောက်တစ်တောင်ကိုတွားမှာဖြစ်ပါတယ်နောက်တစ်တောင်တွားမဲ့လမ်းမှာတော့လူတော့အရန်တော့မများပါဘူးအေးဆေးဆေးပါပဲအဲလူကတော့မရှိတာလည်းမဟုတ်ဘူးเนาะရှိတယ်ဒါပေမဲ့လူနေပါတယ် တယောက်တည်းတွားတက်တဲ့လူလည်းရှိသလိုနေရောက်တချို့လည်းအဖွဲလိုက်နဲ့တွားတက်တဲ့လူလည်းရှိပါတယ်။နောက်တစ်ထောင်ကိုတွားမဲ့လမ်းကတော့တော်တော်ကြီးကိုတက်တာတော့ပါတယ်။တောင်အသက်တွေမရှိတော့ပါဘူး။ဒီတိုင်းပုံမှန်လမ်းနေနဲ့အဆင်းကြီးရများပါတယ်။အဲဒါကြောင့်မလို့ဂျင်းပါတောင်ကနေတာကာကိုတောင်ကိုတက်တာတော့ပို့ပြီးတော့မှအဆင်ပြေမလားလို့တွေးမိပါတယ် နောက်တစ်ခါကြုံလို့ရှိရင်တော့တာကာကိုတောင်က နေဒီချင်းမတောင်ဆိုတဲ့ပြောင်းမြန်လန်းကိုလည်းတကြည့်ပါမယ်အဲတပြေးပြေးရှောက်လာနေရင်လည်းနားမဲ့နေရာလေးကိုလည်းရောက်လာပါပြီဒီနေရာမှာလည်းနားကြပါတယ်ဟုတ်ကဲ့ဒါတော့အရင်တုန်းကနားတဲ့နေရာအဟောင်းလေးထင်တယ်အခုကတော့ဘာမှမရှိတော့ပါဘူးတော်တော်ကြီးကိုပဲဟောင်းနွမ်းနေပါပြီလူလည်းမရှိဘူးပေါ့နော် အဲ့မှာဖူဂျီတောင်မြင်မလားဆိုပြီးတော့ကြည်နေတာတောင်ထိပ်လေးပဲမြင်ရပါတယ်။ဟုတ်ကဲ့ဒါကတော့တာကာကိုသွားတဲ့လမ်းဆိုပြီးတော့မှပဲလမ်းတစ်လျှောက်လုံးမှာလည်းဆိုင်းဘုတ်တွေရှိတယ်။လူတွေလည်းအများရှိတဲ့အတွက်ကြောင့်မလို့ဟို စိတ်ပူစရာတော့မလိုပါဘူး။ဂျပန်လိုဆိုလို့ရှိရင်တော့ဂျူးဆိုလို့ခေါ်တာပေါ့เนาะမြန်မာလိုဆိုလို့ရှိရင်တော့တတောင်မီတတောင်ဆက်ပြီးတော့တတတာကိုပြောတာပါအဲ့လိုတက်ဖို့အတွက်ဆိုလို့ရှိရင်ဒီနေရာက လေ့ကျင့်လို့ကောင်းတဲ့နေရာလေးတနေရာပါ beginner တွေအတွက်ပေါ့เนาะ ဒီနေရာမှာလေ့ကျင့်ပြီးတော့မှပဲတကယ်နာမည်ကြီးတောင်းတွေကိုတတော်မိတတော်တတာလည်းအရန်ကိုမှိုက်မယ်လို့ထင်ပါတယ်ကျွန်တော်တော့မတက်ဖြစ်သေးဘူးပေါ့နော်အခုထီရတော့တောင်းအတက်ကိုမတွေ့သေးပါဘူးတောင်းနေရတော့ဇက်တိုက်ကိုပဲဆင်းနေရပါတယ်ဟုတ်ကဲ့ဒါလည်းတောင်းအပြန်ဆင်းရမှာပါဟုတ်ကဲ့ပါတောင်းလေးဆင်းလိုက်ပြီးတော့မှဒီလိုလမ်းလေးကိုရှောက်လိုက်နေပဲကျွန်တော်တွေဆက်ပြီးတော့မှပဲလာနေပါပြီ။ တချို့နေရာတွေမှာတော့ဒီလိုအသက်လေးတွေလည်းပြန်ရှိပါတယ်ဒီထီလာရတလောက်ကတော့အရန်ပင်မနဲ့တော့မခံစားရသေးပါဘူးကျင်းမတောင်ကိုတက်တဲ့အချိန်တော့ပဲနေတော့ပြင်မှန်းတော့ဗောနော်အဲ့နောက်ပိုင်းကတော့လုံးဝမပြင်မှန်းပါဘူးအစင်းနေများတယ်နောက်ပြီးတော့မှလမ်းလျှောက်ရတာတွေပါပဲအသက်လေးလည်းနည်းနည်းပါရှိပါတယ်ဟိုတက်ရင်တက်ရင်လည်းပဲနောက်တထောင်ကိုရောက်ပါတော့မယ် โอเคပါတဖြည်းဖြည်းနဲ့မြင်နေရတာပေါ့เนาะဆိုင်းဘုတ်လေးမြင်နေရတယ်လူတွေလည်းမြင်နေရတယ်ဆိုတော့အော်တောင်ထိတ်ကိုရောက်ပြီဆိုတာဟုတ်သိရပါတယ်ဒီနေရာလဲရောက်ချင်းကိုပဲအိုးဆိုပြီးတော့ဖြစ်သွားပါတယ်သူကဒီကနေပြီးတော့မှပဲသူ့ဂျိုမျိုးရဲ့ရှုရင်းကို မြင်နေရတာပါโอเคဒီမှာဆိုရင် ခုံတွေကလည်းအများရှိတယ်နောက်ပြီးတော့မှပဲဆိုင်လည်းရှိတယ်ဒီနေရာမှာလည်းလူတော်တော်များပါတယ်ထိုင်ခုံတွေဆိုလို့ရှိရင်လည်းအပြည့်နေပါပါပဲ ဒီဆိုင်ကတော့တော်တော်ကြီးကိုဟောင်းတယ်ပေါ့နော်တက်ပြီးတော့ပြင်ဆင်ထားတာမျိုးမရှိဘူးဟိုတော့ကအတိုင်းလိုပဲထင်ပါတယ်အဲဒီနေရာမှာပါဒီနေရာမှာလဲဒါမာလို့ရတာဗောနော်ဒီမီဆိုဟင်းရီတို့စားစရာလေးလေးမာလို့ရတယ်ကျွန်တော်ကတော့ဒီမှာတော့မစားတော့ပါဘူးအဲဗီဒီယိုပဲရိုက်လိုက်ပြီးတော့မှာပဲရှူခင်းနေပဲကြီးနေပါတယ်အားလုံးကလည်းကိုယ့်ဟာကိုယ်ပါလာတဲ့မုံနေထမင်းနေဒီမှာပဲချက်ပြီးတော့စားတဲ့လူတွေလည်းရှိပါတယ် ဒီနေရာလေတော်တော်မိုက်တာကကျတော့အပင်လေးတွေပေါ့နော်အယောင်ပြောင်းပြီးတော့မှနေရနေတဲ့အရာလေတော်တော်ကြီးကိုလာပါတယ်ကျွန်တော်ကတော့ဒီမှာနေလဲစာစာမယ်ဆိုပြီးတော့မှလောက်တာပေါ့နော်ဒီတောင်ရဲ့နာမည်ကတော့ခါခဲနိုဘူးဆိုတဲ့တောင်မှာဒီတောင်မှာတော့နေလဲစာစာလို့တော်တော်ကြီးကိုကောင်းပါတယ်ကျွန်တော်ကပါစားလဲဆိုလို့ရှိရင်တော့ရှန်ခေါက်ဆွဲပါ သုံးနေကြပစ္စည်းတွေပါပဲဒါကတော့အေမီရဲ့ရှန်ခေါဆွေရဲ့ချက်ဦးပြုတ်ရဲ့မုံနေရဲ့စပါမယ်ဟုတ်ကဲ့နေ့လည်သာစာရင်နဲ့ရှုရင်းလေးကြည်ရတဲ့ရတာတော့တော်တော်ယူဝမိုက်ပါတယ်ဟုတ်ကဲ့ဒါကြောင့်မလို့ဒီနေရာမှာနေ့လည်သာစားဖို့တော့ recommend ပေးပါတယ်ဒီလေစာစားပြီးတော့မှပဲဒီနံတဝိုက်ကိုလည်းပကြည့်ပါမယ်။ဒါတော့ကျွန်တော်ခဏကဒီလေစာစားရနေရပါ အဲအနေနဲ့နည်းနည်းအောက်ဆင်လိုက်လို့ရှိရင်လည်းဒီလိုရှုခင်လေးကိုတွေ့နိုင်ပါတယ်ဒီမှာပါတောင်းနေပါပဲကေဒီနီယာမှာလည်းအလုံးတပ်ပုံရိုက်ကြပါတယ်တကယ်လို့ toilet သွားမယ်ဆိုလို့ရှိရင်တော့အောက်မှာ toilet ရှိပါတယ်ကျွန်တော်လည်း toilet သွားခဲ့ပါတယ် toilet သွားပြီးတော့မှပဲ ခဏလောက်နေပြီးတော့မှပဲဒီနေရာမှာဟိုတပုံလေးရိုက်ဗီဒီယိုလေးရိုက်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်တို့နောက်တနေရာကိုသွားပါမယ်နောက်တနေရာကတော့တာကာကိုတောင်းပေါ့နော်โอเคဒါဆိုလို့ရှင်အောက်ကိုပြန်ဆင်းလာပါပြီဒီနေရာမှာလည်းအဆင်းနေရာတော်များပါတယ်တောက်လျှောက်အစင်းนี่ပဲများတာဗောနော် โอเคအဲကြောင့်မလို့ရန်ကြီးပင်ပန်းနယ်လို့တော့မခံစားရဘူးအရန်ကိုတောင်းတက်နေတဲ့လူတွေဆိုလို့ရှိရင်တော့တိတ်ပြီးတော့မှအဲအားရမှာတော့ဟိုဟုတ်လောက်ဘူးလို့ထင်ပါတယ်ဒါပေမဲ့ပေါ့ပေါ့ပါပါလေးနဲ့တောင်းတက်မယ်ဆိုလို့ရှိရင်တော့တောင်းတောင်းတက်လို့ကောင်းတဲ့နေရာလေးပါဒီလူလေးနဲ့ရှုကြည့်လေးကြည်လိုက်လမ်းလေးရှောင်းလိုက်နဲ့လာနေပါပြီ အဲဒီဘက်မှာလည်းလူတွေကတော့များပါတယ်အဖွဲလိုက်နေလာတဲ့လူလည်းရှိတယ်။ဒါကြတော့မြေပုံတွေပါလေရောင်းနေတာပေါ့နော်။ဒီနေရာလက်တော်ယူလာပါတယ်အပေါ်တက်လိုက်တာနဲ့ပဲဟာ ရောင်စုံလေးမြင်နေရတာပေါ့နော်။ဟွာစိန်နီပြားလိမ္မော်လေးတွေမြင်နေရတာကတော့တော်တော်ကြီးကိုစိတ်ချနာစရာကောင်းတယ်။အဲ့ဒါနဲ့ဆက်ပြီးတော့ပဲလမ်းလျှောက်လာပါပြီ။ တော်လန်းလေးတွေတပြေးပြေးနဲ့ရှောက်လာတာပေါ့နော်မတချို့နေရာလည်းနည်းနည်းပါတက်ရတာရှိတယ်ဟုတ်ကဲ့ဒါကနေတပြေးပြေးတက်လာတဲ့အခါမှာတော့နောက်တတောင်တွေ့ပါပြီဒီနေရာလည်းတော်တော်လူများပါတယ်ပွဲကြနေတာပဲပေါ့နော်ဆိုင်တွေလည်းရှိတယ်လူတွေလည်းအများများပါတယ်ဒီနေရာက တကယ်ကိုပဲဟိုမာဆူရီဘောနော်ဂျပန်မှာဆိုရင်အဲ့လိုပွဲရှိနေလို့ပဲခုံနေမှာဆိုရင်လူတွေကအများကြီးပဲတတော်ကြီးကိုများပါတယ်ဒီနေရာဘောနော်ဒီနေရာတော့အရင်ကြီးရှုရင်းလာရတဲ့ထဲမှာတော့မပါဘူးဒါပေမဲ့ကျေလဲကျေတယ်ဆိုတော့ဒီမှာပဲနေလဲစားစားတဲ့လူတွေရှိတာဘောနော်ကီပါလာဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့မှာပဲတပတ်ပတ်ကြည့်နေပါဘောနော်အဖွဲလိုက်နေလာကြရည်လေးများပါတယ် ဒီတောင်မှာတောင်ရဲ့နာမည်အားကျတော့ခိုဘိုတိုခေရှီရိုယာမာဆိုတဲ့တောင်မှာโอเคပါဒီနေရာမှာလည်းလူများတဲ့တချို့မလို့အခြေအရတော့မနေတော့ပါဘူးခဏလေးနေပြီးတော့မှပဲပြန်ဆင်းလာပါပြီโอเคဒါဆိုလို့ရှင်နောက်ဆုံးပန်းနိုင်ပေါ့เนาะကျွန်တော်ရဲ့တာကာကိုတောင်ကိုသွားနေပါပြီလမ်းနေရာလည်း ကောင်းပါတယ်ခက်ခက်ခဲလမ်းနေမရှိပါဘူးနမကြီးတောင်ဆိုတဲ့တိုင်းပဲလူတွေကလည်းများတယ်တောင်တက်လမ်းကလည်းသွားရလာရအဆင်ပြေအောင်လုပ်ထားတယ်တဘာဝကိုလည်းခံစားလို့ရတဲ့နေရာလေးပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာလည်းဒါ view point ကြည့်လို့ရတဲ့နေရာပါထူးထူးခြားခြားကျွန်တော်ကတော့မတွေ့ခဲ့ပါဘူးဒီနေရာမှာလည်းနားရနေရာရှိတဲ့ကြောင့်မလို့နားတဲ့အဖွဲလေးရှိပါတယ် ဲကနေဆက်ပြီးရှောက်လာလို့ရှိရင်တော့ toilet သွားလို့ရတဲ့နေရာလေးရှိပါတယ်ဒီနေရာမှာလည်း toilet သွားလို့ရတယ်အဲဒီနားမှာလည်းလူရင်နားပြီးတော့စားကြတဲ့လူလည်းရှိပါတယ်ဒီနေရာလေးတော်လာပါတယ်အယောင်လေးတွေပေါ့နော်ပြောင်း နေတဲ့တကြောင်မလို့ဒီမှာထိုင်ပြီးတော့မှစားနေတဲ့လူလည်းရှိပါတယ်ဒီနေရာတော်တော်လာတယ်ဒါမဲ့အိမ်နာပါတကာဦးတောင်းနဲ့နီးလာတဲ့အတွက်ကြောင့်မလို့လူကတော့အရန်များလာပါပြီ ရှုရင်ရလဲတပြည်ပြည်လာပါတယ်ဟိုလမ်းနေခွဲတွေအများကြီးရှိအောင်နော်ဒီရောက်မှတတိထာမီရလမ်းခွဲတွေရမ်းများပါတယ်ဒါဆိုလို့ရှိရင်အပေါ်တက်ရတဲ့လမ်းပေါ့နော်တကယ်လို့အဲ့လိုလီကားကြီးမတက်ချင်ဘူးဆိုလို့ရှိရင်ဘေးလမ်းကသွားတဲ့လူလည်းရှိပါတယ်ဒါကြောင့်မလို့မြေပုံလေးကြည့်ရင်းနေပဲကိုအဆင်ပြေတဲ့လမ်းကနေသွားလို့ရပါတယ်โอเคတပြည်ပြည်နဲ့လူများလာပြီဆိုတော့ဒါတကာကိုတောင်ထိပ်ရောက်ခံနေပြီဆိုတာကိုလည်းသိနိုင်ပါပြီ ဒီနေရာကိုကျတော့လူတိုင်းကပေါပေါပပါနဲ့လာလို့ရတယ်ပျော်ဝဲစားတဘောနဲ့လာလို့ရတယ်တပနေရာလေးပေါ့နော်ဒါတော့မုံမီကြီးတိုင်းဆိုတဲ့နေရာလေးပါခီဒါဆိုလို့ရှိရင်ဒီနေရာလက်တော်ကြီးကိုလာပါတယ်အဲ့မှာဆိုလို့ရှိရင်လမ်းညွန်ပေးတဲ့လူတွေရှိပါတယ်ဘယ်လမ်းကနေဘယ်လမ်းကိုသွားပေါ့နော်လမ်းနေရာအများကြီးရှိတယ်အဲကျွန်တော်ကတော့ဒီလေလာကနေတက်လာတဲ့လမ်းကိုလာခဲ့ပါတယ် ုတ်ကဲ့ပါဒါတော့တာကာကိုတောင်ထိပ်ကိုရောက်ပါပြီတကယ်ကိုပွဲအတိုင်းဖြစ်နေပါလေလူတွေရမ်းများပါလေဒါအဝင်ပေါက်ပဲရှိသေးရပါတော့အဝင်ပေါက်ပြီးတက်လာတဲ့အခါမှာတော့လောဘဝိုးကနေဖြစ်သွားလောက်အောင်ကိုလူရမ်းများပါတယ်တကယ်ကိုပဲရှီဘူးရထက်ကိုလူများပါတယ်လောဘအပြည့်ပါပဲတောင်ထိပ်မှာလူတွေအပြည့်ပါပဲတာကာကိုတောင်ကနေဆိုရင် ီကနေဖူဂျီတောင်ကိုလမ်းမြင်နေရတာဗောနော်ဒီနေ့ကတော့ဖူဂျီတောင်ကိုတော့တေချာကြီးကိုမမြင်ရပါဘူးထိပ်ပိုင်းလေးကိုရေးရေးလေးမြင်နေရတာဗောနော်အဲ့မှာဆိုလို့ရှိရင်လေထိုင်စရာနေရာမရှိတော့အောင်ကိုပဲရမ်းကိုပြည်နေတာပါဒါဂျပန်လူမျိုးတွေရောနိုင်ငံခြားသားတွေရောခီးသွားတွေရောဗောနော်ဒါကြောင့်မလို့ခါတိုင်းဆိုလို့ရှိရင်ဒီညမှာလူရှင်းနေတဲ့နေရာကလည်းထိုင်ကုန်မှာလူတွေအပြည့်ပါပဲ စိုင်းနေဆိုလို့ရှိရင်လည်းတန်းစီနေရတာပေါ့နော်ဒီလိုမိုးမီးကြီးအချိန်မှာတာကာကိုရောက်တာဒါပထမဆုံးမှာလူများမယ်ဆိုတာတော့ကြိုပြီးတော့ခံမှန်းမိပါတယ်ဒါပေမဲ့လည်းဒီလောက်ထိများလိမ့်မယ်လို့လည်းမထင်တော့မိပါဘူးတတော်အောင်လုံးကိုလူတွေအပြည့်ပါပဲတာကာကိုတောင်းဆိုတဲ့စိုင်းပူနေရိုက်မယ်ဆိုတော့လေလူတွေအများကြီးတန်းစီနေတာပါဒီဘက်မှာတန်းစီနေတာဒါတွေက များကြီးတန်းစီနေတာပါအဲနှစ်တန်းပေါ့နော်ဒီဘက်ရဲ့ဟိုဘက်ရဲ့နှစ်တန်းလုံးကလူတွေအပြည့်ပဲတန်းစီနေတော့ကျွန်တော်တန်းမစီတော့ပဲနဲ့ဆယ်ဖီပဲရိုက်လိုက်ပါတယ်နောက်ပြီးတော့မှပဲခါတိုင်းရှုခင်းအေးစေးကြီးတဲ့နေရာမှာဆိုရင်လေလူတွေအပြည့်ပဲဒီကနေလည်းကြည့်ပါအောင်ဟိုမှာလူတွေအနောက်မှာလူတွေအပြည့်ပါပဲလူတွေလူတွေလူတွေပါပဲတကယ်ကိုလူပင်လယ်လို့ပြောလို့ရပါတယ်တိမ်ပင်လည်းမဟုတ်ပဲလူပင်လည်းဖြစ်နေရာဒီမှာလည်းတန်းစီနေတာဒါတပ်ပွင့်ရိုက်ဖို့တန်းစီနေတာပါ အဲဒီဘက်မှာဆိုရင်လည်းစားနေတဲ့လူတွေပေါ့နော်ဒါစားနေတဲ့ဆိုင်တွေမှာဆိုရင်လူတွေကတန်းစီနေတာပဲအဲ့လိုပေါ့နော်အများကြီးအများကြီးပါပဲခါတိုင်းဆိုလို့ရှိရင်တောင်ထိပ်မှာနော်ဘလူးမမရှိတော့ဘူးဆိုပြီးတော့မှလှုပ်တဲ့နေရာလဲလူတွေအပြည့်ပါပဲဒီဆိုင်ဆိုရင်လည်းအပြည့်ပါပဲဟိုးကြည့်ပါဦးလောကဒီလိုလူများပြီးတော့မှစီကားနေတာတဘောကြလို့ရှိရင်နော်ဒီချိန်တကာကိုတွားဖို့တော့ အကြံပေးခြင်းပါလေဒါပေမဲ့လူအရန်ရှုပ်တာမကြိုက်ဘူးဆိုလို့ရှိရင်တော့လုံးဝမသွားဘူးပြောခြင်းပါလေကျွန်တော်လည်းနောက်ဆိုလို့ရှိရင်သွားဖြစ်မယ်လို့တော့မထင်တော့ပါဘူးလူအရန်များပါလေโอเคลาပြီးတော့တက်တက်လူတွေလည်းတဖွဲဖွဲနဲ့ရောက်လာပါတယ်ဒါကြတော့တောင်းတက်ဆရာမလို့ပဲနဲ့အကြီးပဲကားတွေနဲ့လာလို့ရတဲ့အတွက်ချောင်းလို့ပါဒါအမျိုးသားအိမ်နာမှာတော့မှတန်းစီရတာပေါ့နော် ဲ့ရနဲ့ဘယ်ကိုဆင်းမလဲဆိုတဲ့အခါမှာတော့နံပါတ်၄နဲ့ဆင်းဖြစ်သွားပါတယ်ဒါဘေးနန်းကလူမေးကြီးတော့ဗောနော်အဲသူကအမျိုးမျိုးအကြံပေးပါတယ်ဒါပေမဲ့တခုမှားလာတာကကျတော့ဒီနေရာကကျတော့ကလေးတွေလည်းဆင်းတဲ့အတွက်ကြောင့်မို့လို့အစပိုင်းဆိုရင်တော်တော်နဲ့ကိုရှေ့ဆက်မသွားနိုင်ပါဘူးသူတို့ကြော်လို့မရအောင်ဖြစ်နေတာဗောနော်ကြော်ရလေအရှိမအကုန်လုံးတန်းစီနေတာပဲဆိုတော့ကိုသွားချင်တယ်လို့သွားလို့မရအောင်ဖြစ်နေတာ တွေ့တဲ့အတိုင်းပဲအရှိမအကုန်လုံးတန်းစီနေကြဆိုတော့ကိုပုံစံနဲ့ကိုသွားချင်တဲ့လောက် speed နဲ့သွားလို့မရအောင်ဖြစ်နေတာပါတခြားလမ်းဆိုလို့ရှိရင် လူနေမယ်လို့ထင်ပါတယ်ဒါပေမဲ့ဒီနေရာလဲရှုရင်တော်တော်လာပါတယ်ဒီလမ်းခွေးလေးရောက်မှပဲလူနေနေရှင်းသွားပါတယ်ဒါတော့မှအရှိမလဲလူတွေနေနေရှိပါလေတကယ်ဘယ်အလူလဲနေလို့တန်းစီနေရတဲ့ပုံစံပေါ့နော်ဒါပေမဲ့ဒီမှာလဲရှုရင်တော်လာပါတယ် အဲဒီနေရာပါလဲဆိုတော့ဒီကျိုးဒရာရှိရပါတော့ဒါကျွန်တော်ကျိုးဒရာကိုဖြတ်နေပါလေကျိုးဒရာလမ်းကိုကျွန်တော်လည်းတစ်ခါမှမသွားဘူးထင်တာပေါ့နော်တိတ်မမမ်းပြီးတော့အဲကြောင့်မလို့ကျိုးဒရာလမ်းကိုယူလိုက်တာပါဒါပေမဲ့ရှုရင်ကတော့ရမ်းလာပါတယ်ဟိုတကယ်ပကြီးကားတစ်ချက်လိုပါပဲโอเคအရှိမလဲတန်းစီနေရတော့ပါပဲ ဲ့လိုနဲ့ကျွန်တော်တို့တဖြည်းဖြည်းနဲ့လမ်းလျှောက်လာတာပေါ့နော်လျှောက်လာတဲ့အခါမှာတော့တဖြည်းဖြည်းနဲ့တော့ခြေောက်ကိုတော့နည်းနည်းလေးထိလာပါတယ်ရန်ကြီးတော့ညောင်းနည်းနည်းလေးညောင်းလာတာပေါ့နော်ဟုတ်ကဲ့တဖြည်းဖြည်းနဲ့မြင်နေရပါပြီမြို့နဲ့လည်းหนีလာပါပြီဘာဖြစ်ခုနှစ်နိုင်လောက်လန်းလျှောက်ရတဲ့အတွက်ကြောင့်မလို့အစပိုင်းကတော့ဘာမှမဖြစ်ပေမဲ့လည်းတဖြည်းဖြည်းနဲ့နောက်ပိုင်းကတော့ခြေောက်တွေလည်းနည်းနည်းညောင်းပြီးတောင့်လာတာရှိပါတယ်။ အဲ့ဒါအပြင်ကိုပဲကျွန်တော်ကတခြားလမ်းတွေပါဟိုဝင်ဒီဝင်နဲ့ဝင်ခဲ့တာပေါ့နော်အဲ့ဒါနဲ့နောက်တနေရာကို ရောက်လာပါပြီဒီနေရာတော့ cable car စီးတဲ့နေရာပါ sign နေရှိတယ် cable car တွေဒီမှာစီးလို့ရပါတယ်အဲခါတိုင်းဒီမှာတပုံရတဲ့နေရာလေးပါပဲဒီနေရာလေးလူတွေအပြည့်ဟုတ်ကဲ့ဒီမှာလဲရှုရင် ကောင်းပါတယ်ဒါမဲ့လူတွေကတော့အပြည့်ပါပဲအဆောင်ကတွေ့ထားတာပေါ့နော် တကယ်လို့ကိုရန်နောက်ကြတယ်ဆိုလို့ရှိရင်တော့ကေဘယ်ကားနဲ့ပြင်ဆင်မယ်လို့ပဲစဉ်းစားထားပြီးမဲ့လည်းအချိန်လေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်လမ်းလျှောက်ပြီးတော့မှပဲဆင်းပါမယ်။ဒါကကြတော့အဲလမ်းလျှောက်ပြီးတော့မယ်တောင်အောက်ထီကိုဆင်းသွားတာပေါ့နော်။အဲဆိုလို့ရှိရင်တော့ပတ်စံတပြားမှတော့မကုန်ပါဘူး။မဟုတ်လို့ရှိရင်တော့ကေဘယ်ကားခါးတွေကုန်ပါပေါ့နော်။ဟုတ်ကဲ့ပါဒါဆင်းဆင်းနဲ့ပဲတောင်အောက်ကို ရောက်လာပါပြီ။အဲအစင်းတွေပဲများလို့ရှိရင်လည်း6ကတဖြည်းဖြည်းနဲ့ထိပါတယ်။ ဟုတ်ကဲ့ပါဒီဟာကျတော့လေတခြားလမ်းကနေပြန်ပြီးတော့ပေါင်းတဲ့နေရာလေးပါပဲဟုတ်ကဲ့ဒါတခြားလမ်းကနေဆင်းမယ်ဆိုရင်ဒီလမ်းကနေလာရမှာပါဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလမ်းကို ရောက်လာပါပြီကေဘယ်ကားဒီမှာပါဟုတ်ကဲ့ကျွန်တော်လည်းတပ်ပုံဗီဒီယိုရိုက်ထားပါတယ်ကေဘယ်ကားလေးမြင်နေရရနော်အဲဟုတ်ကဲ့ lift နဲ့လည်းဆင်းလို့ရတယ် lift နဲ့တခါဆီးဘူးပါတယ် ီနေ့ကတော့အစအဆုံးဘာမှမစီပဲနဲ့တောင်အောက်ထီကိုဆင်းလာခဲ့ပါတယ်။ဒါကတော့ကေဘယ်ကားစားထွက်မဲ့နေရာပါ။ဟုတ်ကဲ့အကြုံလုံးဗီဒီယိုလေးရိုက်ထားပါတယ်။ကြည့်ကြည့်ပါဦးနော်။ဒီကေဘယ်ကားနေကြည့်ရတဲ့ရှုရင်ကလည်းတော်လေးကိုလောက်ပါပါ။ဒါပေမဲ့လူတွေကလည်းအပြည့်ပါပဲ။ ဒီချိန်မှာတော့တက်တဲ့လူတွေလည်းရှိနေပါသေးတယ်ဆိုပြီးတော့တွေးမိပါတယ်။ Okay ဒါဆိုလို့ရှိရင်တော့တောင်အောက်ကိုရောက်လာပါပြီ။အဲအရင်တော့ငါတက်နေကြနေရတာကျွန်တော်ဒီကနေစပြီးတော့တက်တာပေါ့နော်။ဒီနေရာလေးပါ။ Okay အဲဆိုလို့ရှိရင်တာကာကိုပူရာကို ရောက်ပြီ။လူတွေအများကြီးပဲခုထိတန်းစီနေကြတော့မှာပဲ KB ကားစီးဖို့အတွက် ီနေရာမှာလည်းလူတွေအများကြီးပါပဲတောင်တက်မဲ့လူတွေတို့တောင်တက်ပြီးတော့ဆင်းလာတဲ့လူတွေပေါ့နော်ဒီနေရာမှာခဏလောက်နားပါတယ်နားပြီးတော့မှတကယ်လို့မုတ်ပိုက်စားလို့ရှိရင်တော့မုံစားရင်စားခဏလေးနားပါတော့အဲဒီနားမှာလည်းဆိုင်တွေအများကြီးပါပဲရှေ့မှာဆိုင်တွေအများကြီးပါပဲကီကျွန်တော်ကတော့ဒီမှာတော့အဲမစားတော့ပါဘူး အဲအိမ်ပြန်မှာပဲစားရမယ်လို့လုပ်ထားတာပါဟုတ်ကဲ့ဒီနားမှာလည်းမိသားစုလိုက်လာလဲကြားတဲ့လူလည်းများပါဘောနော်အသွေးတွေရောမိသားစုလိုက်ကောနော်အဲနောက်ပြီးတော့မှဒီမှာဆိုရင်ဆိုင်အစ်တတွေလည်းဖွင့်ထားပါတယ်ကျွန်တော်အခုမှတွေးမိရပါဘောနော်ဒီစားတောက်ဆိုင်တွေရောဝတ်စားဆိုင်တွေရောဒါအားကစားဝတ်စားဆိုင်ဘောနော် နောက်ပြီးဒီဆိုင်တွေဆိုလည်းလူတွေကတန်းစီနေကြတာပဲအများကြီးပဲ အတကာဝကတော့သူကျူကနေအလွယ်တကူလာလို့ရတဲ့နေရာတဘာဝရှုရင်းနေခံစားလို့ရတဲ့နေရာဆိုတော့အဲလူများတာပေါ့နော်โอเคဒီရဲ့ဘူရာရှိမှလည်းတော်တော်ရုပ်ပြင်ဆင်ထားတာနော်ကျွန်တော်ကအခုမှရောက်တော့အားဒီလောက်တောင်ပြင်ဖြစ်သွားလားဆိုပြီးတော့မှပဲအဲမရောက်တာတော်တော်လေးကိုကြာနေပါပြီဒီဒီလမ်းนี่ဆိုလည်းတိချာလေးကိုပြင်ဆင်ထားတယ်ထိုင်ကုန်လေးတိချာလုပ်ထားတယ်ဆိုင်นี่ဆိုလည်းအများကြီးတိုးလာတယ် အရင်ကထက်ကိုပိုပြီးစီကားလေလို့ခံစားရပါတယ်။မာဒီနေ့ကတော့၃ရက်ပိတ်တာနဲ့မူမီကြီးအချိန်မလို့ပိုစီကားတာလို့ဖြစ်နိုင်ပါတယ်။အရင်ကဒီလိုဆိုင်းဘုတ်တွေလည်းမရှိပါဘူး။အခုဒီလိုတေချာလမ်းညွန်ဆိုင်းဘုတ်တွေလည်းရှိနေပါပြီ။နောက်ပြီးတော့မှပဲဖက်နှက်တွေကိုဆေးဖို့အတွက်ဒီလို brush တွေနဲ့ရည်တွေကိုလည်းထထားပေးပါတယ်။ဒီဘက်မှာပါ။ ဟုတ်ကဲ့ပါဒီနေ့တောင်းတတာတော့ဒီလောက်ပါပဲတ िश ူပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်